အားလုံးပဲမင်္ဂလာပါဒီနေ့တင်ငန်းစာကတော့လူပုံသူရဲ့နေပိုင်းလေးဖြစ်တဲ့စကင်တုံးကိုအသေးစိတ်ဖြည့်ပြမှာဖြစ်ပါတယ်လူပုံသူရဲ့အမှောင်ဆုံးပိုင်းရေးနေကိုအပိုင်းတဲ့အနေနဲ့အသေးစိတ်ရေးဆွဲထားတာကိုအပေါ်ကလည်းမားမျှဝေထားပြီးပါပြီမကြည့်ရသေးရင်တွားကြည့်လိုက်ပါနော်ပိုင်းနဲ့အနေနဲ့မျက်လုံးရေးဆွဲနေကိုလည်းအပေါ်ကလည်းမားအသေးစိတ်ရေးဆွဲပြထားပြီးပါရင်နော်နောက်တာနှာခေါင်းနဲ့ပါးစပ်ရေးနေကိုလည်းအပိုင်းတုံးအနေနဲ့အပေါ်ကလည်းမားမျှဝေထားပြီးပါပြီ ဒီတင်ကန်းစာမှာတော့လူပုံသူမှာဆိုရင်အရန်ကူမှာအရေးကြီးတဲ့ skin tone ဖြစ်နေကိုအသေးစိတ်တင်ပြပေးမှာဖြစ်ပါတယ်။ချောမွနေတဲ့ skin ကိုဘယ်ကနေဘလို့စာရည်ရမလဲဆိုတာသိချင်းချင်းပြောပြပေးသွားပါမယ်။ချောမွတဲ့ skin ကိုလိုချင်တဲ့လိုချင်တာဖြစ်တဲ့အတွက်လေယာရအများကြီးထားရပါမယ်။နှုတ်ရကနေတဖြည်းဖြည်းကျင်းသွားရမယ်။ခဲတဲ့ဆိုလည်းနံပါတ်အငယ်ကနေအကြီးကိုတဖြည်းဖြည်းတုံးသွားရပါမယ်နော်။ပထမဆုံးအနေနဲ့4အင်ကိုတုံးပြီးရော တစောင်းချဲ့မယ်ကိုကဘယ်အတိုင်းတားထီရေးမလဲပေါ့ကိုရေးမယ်အတိုင်းတားထီကိုတစောင်းချဲ့ပါဆက်စိတ်လေးနဲ့ပွားလေးချဲ့ပါ ဖြည်းဖြည်းလေးချဲ့ပါလက်ကိုဖော်ထားနော်ပြည့်ရင်ဗလန်းလိုက်ပါဒုတိယအလှကိုတော့ဒူးအိမ်နဲ့ဒါလိုက်ချဲပါဖွားဖွားလေးနဲ့ကတ်စစိလေးချဲပါမြင်းချောင်းလေးတွေဖြစ်နေရပါဘူးတလွာပြီးတိုင်းဗလန်းပေးရပါမယ်နော်ဒါမှချောမော့တဲ့စကင်ကိုရမယ် ပြီးသွားရင် HP ကိုတောင်းပြီးတော့မှရင်းတဲ့အပိုင်းတွေကိုထပ်လိုက်ပါမယ်ဖြည်းဖြည်းလေးပဲထပ်ပါမလောပါနဲ့အလင်းနေရာနဲ့အမှောင်နေရာကိုကြားသုံးလေးနဲ့ပြည်ပြည်လေးထပ်ပေးပါ ပြေရမယ့်နေရာလေးရောက်ရင်လက်ပြာကိုတာမန်ထပ်ဖို့ပြီးတော့ချေလိုက်ပါ ပြီးရင်တော့ပလန်လိုက်ပါဒါဆို3ကပြီးသွားပါမယ်နော် HP ကိုတုံးပြီးရင် B နဲ့အရင်တဲ့အပိုင်းတွေကိုထပ်ဖြည့်ပါမယ်နော်ဖဖ ဖွားဖွားလေးနဲ့ဖြည်းဖြည်းလေးပဲထပ်ပါဒီလိုပဲခဲရနံပါတ်ကိုတဖြည်းဖြည်းသဆင့်မြင့်တာကိုသုံးပေးသွားပါမယ်ဖွားဖွားလေးပဲတက်ပါပြီးရင်တူးပြီးနဲ့တလှွာချင်မယ်ဖွားဖွားလေးချင်မယ်ပြီးရင်တော့ဗလန်းမယ် ဒါပြီးရင်တော့ forb ကိုတောင်းပြီးတော့မှအရေးကြတဲ့နေရာကိုထပ်ပါအရေးကြတဲ့နေရာကအမှောင်ဘက်ခြမ်းပဲเนาะအလင်းနေရာရောက်ကနေလောက်ဆိုရင်လက်ပြအားကိုပုံမှန်ထပ်ဖော်လိုက်ပါဒါဆိုတောင်းကတော့ကျော်သွားမယ်ပြီးသွားရင်ဗလန်နာနဲ့ဖြည်းဖြည်းတစ်ရှူနဲ့ဖြည်းဖြည်းဗလန်လိုက်ပါမယ်เนาะပြီးရင်တော့အလင်းနေရာလေးကို hp ကိုတောင်းပြီးတော့ပဲမူရင်းပုံအတိုင်းလိုက်ညှိလိုက်ပါမယ်ပြီးရင်မှောင်တဲ့နေရာအရေးကြတဲ့နေရာတွေစစ်ပြီးကိုတောင်းပြီးရောမှာ ထပ်ဖြည့်ပါမယ်။ပုံကောင်းတစ်ပုံရဖို့ကအချိန်ပေးနိုင်မှရပါမယ်နော်။အချိန်ပေးနိုင်လေပုံကားလှလေးပါပဲ။ဖြည်းဖြည်းလေးပဲချေပေးပါပြီးသွားရင်ဗလန်းပါဗလန်းရင်လည်းဖြည်းပြီးတော့မဗလန်းပါနဲ့အတုံးတွေပြန်ထပ်ရတာခက်တယ်လို့ပါ ဘဝလေးပဲပလန်ပေးပါတခုမှတ်ထားရမှာက အမှောင်သုံးဖြည့်တဲ့အခါမှာခဲတံကိုခြုံထားပေးရပါမယ်မဟုတ်ရင်သုံးနေတဲ့အခါမှာခဲတွေဖွာတတ်လို့ပါအဲ့ခါကျရင်ပလန်လဲသုံးကမညက်တော့ပါဘူးစစ်ပြီးနဲ့ချဲပြီးပြီးဆိုရင်တော့ပလန်လိုက်ပါမယ်နော်အလင်းပိုင်းကိုတော့တူးပြီးနဲ့ထပ်ဖြည့်ပါမယ်မူရင်းပုံကိုကြည့်ပြီးရောမူရင်းပုံကသုံးအတိုင်းလေးပဲချိန်လိုက်ပါမယ်နော် သူ့ပြီနဲ့မလုံလောက်သေးရင်ဖော်ပြီးကိုတုံးပေးလို့ရပါတယ်ဒီလိုပဲခဲတဲ့နံပါတ်ကိုကိုလိုချင်တဲ့တုံးအတိုင်းချိန်ညှိပြီးတော့မှတုံးရတာပါနော်ဒီနေရာမှာဖော်ပြီးတုံးရမယ်ဟိုနေရာမှာတော့သူ့ပြီကိုတုံးရမယ်ဆိုပြီးတော့အတိအကျရေးမတတ်မှတ်ထားပါဘူးမူရင်းပုံကတုံးအတိုင်းလေးပဲခဲတဲ့နံပါတ်တွေတေချာရွေးပြီးတော့တုံးပါကြွချင်းသွားရင်တော့အသေးစိတ်ကြီးတေချာစရာ မလိုတော့ပါဘူးရတဲ့ခဲနဲ့ကောက်ရေးလိုက်ရုံပါပဲ beginner set မှာတော့အဆသရရပြုစုစားရပါတယ်เนาะအလင်းနေရာတွေကိုလည်း live ဖြည့်ပြီးပြီဆိုရင်မူရင်းပုံကိုကြည့်ပြီးရရှင်းကြည့်ပါ loading ရဲ့ live ဖြည့်လိုက်ပါ နောက်ထပ် second တွေကိုလည်းအဲတိုင်းလေးပဲချဲသွားပါဖိမရေရပါအောင်เนาะဖွားဖွားလေးနဲ့ခက်စစိတ်လေးပဲရေရပါမယ်ခဲတွေထမနေစေရပါအောင်เนาะပြီးရင်တလွှာပြီးတိုင်းပလန်ပေးရပါမယ်ဒါဆိုရင်တော့ second 3လေးဖြည့်လို့ပြီးပါရင်เนาะနောက်ထပ်တင်ငန်းစာတွေမှာပြန်ဆောင်ကြပါမယ်เนาะအားလုံးပဲပါ